မင်္ဂလာပါအခုချိန်ကစပြီးတော့ဧပြီလ29ရက်နေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါဒီနေ့တော့တိုက်ပွဲသတင်းတွေကိုပြောပြပေးပါမယ် ကရင်ပြည်နယ်တနင်္သာရီတိုင်းတွေမှာတိုက်ပွဲတွေဆင်နွှဲနေတဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားမှာတော့ပဲခူးတိုင်းရွှေကျင်မြို့နယ်တွေကရွာတွေမှာလည်းတိုက်ပွဲတွေကပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။ရွှေကျင်မြို့နယ်တွေကရွာတွေမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ရွာသားတထောင်ကျော်လောက်ကဘေးလွရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ရွှေချင်းမြို့နယ်ထဲမှာရှိတဲ့ကွင်းစိမ့်နဲ့ညောင်ကြောက်ရွာတို့မှာတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်နေတာကြောင့်ဝေါနဲ့ရွှေချင်းမြို့နယ်တွေ ကဒေသခံတထောင်ကျော်ဟာဘေးလွယာကိုထွက်ပြေးနေကြရတာဖြစ်ပါတယ်။ကချင်ပြည်ကဒီမြစ်ကြီးနားဆွန်ဘရာပုံကိုသွားတဲ့လမ်းပေါ်မှာလဲစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားအခုရက်ပိုင်းတွေထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့မြေပြင်မှာရှိတဲ့သတင်းအရင်းမြစ်တွေကပြောပါတယ်။တိုက်ပွဲတွေထဲမှာတော့စစ်ကောင်စီဘက်က KIA တပ်ဖွဲ့တွေရှိနေတယ်လို့ထင်တဲ့နေရာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေအပြင် drone တွေသုံးပြီးတော့ပါဘုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြော ပြောပါရယ်နောက်ပြီးတော့မြေပြင်မှာလည်းစစ်ကောင်စီတပ်ဖွဲ့တွေဘက်ကစစ်ရေးလှုပ်ရှားမှုတွေရှိနေပြီးဒီတံဖရက်ရွာမှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစွန်ပရာပွန်လမ်းတစ်လျှောက်ကိုလက်နက်ကြီးတွေနဲ့လှမ်းပြီးတော့ပစ်ကူပေးနေတယ်လို့ဆိုကြပါရယ်တချိန်တည်းမှာပဲကချင်ပြည်တဲကဗမော်ဝိုင်းမော်နဲ့ဖကန့်ဒေတာတွေမှာပါတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်ပွားနေပါတယ် မိုးပြေဒေတာဘက်မှာတိုက်ပွဲတွေကပြင်းပြင်းထန်ထန်ဖြစ်နေတာကြောင့်မလို့အပ်ပဲခရီးမသွားကြဘူးကိုလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကတတိပေးထုတ်ပြန်ကြေညာထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတန်းအမျိုးသားလူမျိုးရေးတပ်မတော် TNL ကထိမ့်ချုပ်ထားတဲ့နောင်ချူမြို့နယ်ဘက်မှာလည်းစစ်ကောင်စီတပ်ဖွဲ့ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေပါတယ်။အခုရက်ပိုင်းမှာတော့ TNL ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းနေရာဒေတာအစ်စ်တွေကနေတိုက်စစ်ဆင်ပြီးတော့ စစ်ကောင်စီရဲ့တိုက်စစ်ကိုတိုက်စစ်နဲ့ပဲတံပြန်ပြီးတော့ခုခံနေတယ်လို့ဆိုပါရယ်မကွေးတိုင်းထဲမှာတော့ကိုင်ရိုကော်ပတာလို့ခေါ်တဲ့နှစ်ယောက်စီစစ်တပ်ရဟတ်ယာဉ်တစီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပစ်ချလိုက်နိုင်ပါတယ်ဒီရဟတ်ယာဉ်ငယ်ဟာစစ်တပ်လေထီပါရာမူတာထက်တဆင့်မြင့်တဲ့လေယာဉ်အမျိုးအစားဖြစ်ပြီးအမြင့်ပေသတောင်းအထိပြန်တန်းနိုင်ပါတယ်ဒီပါရာမူတာဟာဘုံကျဲတက်ခိုက်နိုင်တယ်လို့စစ်တပ်တနက်ကြီးတွေတက်ဆင်ပြီးတော့လဲပစ်ခတ်မှုတွေကိုလုပ်နိုင်တဲ့အမျိုးအစား ဖြစ်ပါတယ် အခုဆက်ပြီးတော့ကမ္ဘာ့နဲ့ဒေသအတွင်းကသတင်းတွေကိုပြောပြပြီးသွားမှာပါ။ကနေဒါနိုင်ငံက Liberal Party ဝင်တွေဟာ American သမ္မတ Donald Trump ကိုကျေးဇူးများတင်နေကြလိမ့်မလားပေါ့နော်။တင်ကောင်းလဲတင်နိုင်ပါတယ်။အရှုံးနဲ့ရင်ဆိုင်ရဖို့အလားအလာရှိနေတဲ့အာဏာရပါတီဖြစ်တဲ့ Liberal Party ဟာရွေးကောက်ပွဲနှီးမှာရုတ်တရက်လူထုရဲ့ထောက်ခံမှုကိုရသွားခဲ့ပါတယ်။ဒါကတော့ပါတီခေါင်းဆောင်တွေရဲ့တီးခြားဆွမ်းဆောင်နိုင်တဲ့စွမ်းရည်တွေကြောင့်မဟုတ်ပါဘူး။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကနေဒါကိုအမေရိကန်ရဲ့50ခုမြောက်ပြည်နယ်ဖြစ်အောင်လုပ်မယ်ဆိုတာနဲ့ကုံသွဲခွန်တွေကိုမြင့်တင်တဲ့ကိစ္စတွေအပေါ်မှာဝင်းကြီးချုပ်ရဲ့ရည်တီချက်ကိုလူထုကကြိုက်သွားလို့ပဲဖြစ်ပါတယ်ဒါကြောင့်ရွေးကောက်ပွဲမှာအနိုင်ရသွားတာပါဇန်နဝါရီလမှာဝင်းကြီးချုပ်တယောက်နှုတ်ထွက်ခဲ့ရပြီးတော့ပါလီမန်ဖြတ်သိမ်းခဲ့ရတဲ့ Liberal Party အနေနဲ့သမ္မတ Trump မကယ်ရင်အနိုင်ရမယ့်အလားလာကတော်တော်လေးကိုနည်းနေခဲ့တာပါ မေရိကန်သမ္မတကအိန်းနီးချင်းကနေဒါနိုင်ငံရဲ့ Liberal Party အတွက်မဲဆွယ်ပေးလိုက်တယ်လို့ဖြစ်သွားတာကိုသမ္မတ Trump ကိုယ်တိုင်တော့မှသတိထားမိခြင်းမှထားမိမှာပါ။ယူတီရဲ့ကျမတို့မီးပြတ်သွားတယ်ပြီးတော့ဒီရထားတွေမလာတော့ဘူး။လေမြန်တွေအစင်းအတက်မရှိတော့ဘူး။ဆေးတွေလည်းဝယ်လို့မရ၊ဈေးတွေလည်းဝယ်လို့မရ။ဘဏ်ကတ်တွေကလည်းငွေထုတ်လို့မရ၊ ATM ကတ်တွေလည်းသုံးလို့မရ၊ငွေထုတ်လို့မရတဲ့အခြေအနေမျိုးဖြစ်သွားပါတယ်။ဆိုတော့ဒါကဘယ်နိုင်ငံဖြစ်မယ်လို့ထင်ပါတယ်လဲ။ အားလုံးထင်နေတယ်လို့မဟုတ်ပါဘူးကျမတို့ရဲ့မြန်မာနိုင်ငံမဟုတ်ပါဘူးအခုဖြစ်သွားတာကခင်မီတိုးတက်ပါတယ်ဆိုတော့စပိန်နဲ့ပေါ်တူဂီနိုင်ငံတွေမှာဖြစ်သွားတာဖြစ်ပါတယ်အဲ့ဒီနိုင်ငံမှာတနင်္လာနေ့ကလက်စစ်မီးတွေရုတ်တရက်ပြတ်တောက်သွားပြီးတော့လုပ်ငန်းတွေအားလုံးရပ်တန့်သွားပါတယ်ဆက်ယုံတွေအလုပ်ယုံတွေရုံးတွေအားလုံးပိတ်လိုက်ရတဲ့အခြေအနေမျိုးဖြစ်ခဲ့ပါတယ်မြန်မာနိုင်ငံမှာတော့ဒီလိုမျိုးအဖြစ်ပြက်ကအထူးဆန်းမဟုတ်ပေမဲ့ငွေဆက်ကူတွေအစားကတ်တွေကိုအသုံးပြုတဲ့နိုင်ငံအိမ်တိုင်းအိမ်တိုင်းမှာမ မီးစက်မရှိတဲ့နိုင်ငံလူမျိုးတွေမှာတော့တော်တော်လေးကိုဒုက္ခရောက်သွားခဲ့ပါတယ်။နိုင်ငံစီးပွားရေးလုပ်ငန်းတွေအားလုံးလည်းတရက်တီးတီးရက်ဆိုင်သွားပါတယ်။ဘာလို့အခုလိုမျိုးလျှက်စစ်မီးတွေရုတ်တရက်တရက်လောက်ပြတ်တောက်သွားရတာလဲဆိုတာကိုတော့စပိန်နဲ့ပေါ်တူဂီအာဏာပိုင်တွေကအဖြေရှာနေကြဆဲဖြစ်ပါတယ်။ဥရောပနိုင်ငံသားတွေအတွက်အတော်လေးကိုအခက်ကြုံလိုက်ရတဲ့အချိန်မှာမြန်မာနိုင်ငံသားတယောက်ယောက်သာအဲ့ဒီနိုင်ငံမှာရှိနေမယ်ဆိုလို့ရှိရင်တော့ခန္ဓာရဲ့အရှိဆုံးလူတွေထဲမှာပါနေမှာအသေးချာဖြစ်ပါတယ် ဘန်ကောက်နဲ့မဝေးလာတဲ့ဒီစမုတ်ဆာခွန်ခရိုင်တဲကမဟာချိုင်မာတော့ကိုရောင်ကြီးတခုကိုငှားပြီးမြန်မာနိုင်ငံသားတွေအတွက်တရားရည်ရွယ်ပြီးတော့ဖွင့်လှစ်ထားတဲ့ဖြောပြေးလုပ်ငန်းတခုကိုထိုင်းရဲတပ်ဖွဲ့ကအင်အားအလုံးအရင်နဲ့ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲ့ဒီတဲမှာမြန်မာတွေအတွက်တီးခြားဝန်ဆောင်မှုပေးနေတဲ့ဘားတစ်ခုကာရာအိုကေနဲ့ဘီလီယက်ခုံတွေအများပြားရှိနေပါတယ်။သတင်းပေးချက်အရစမုတ်စာခွန်ခရိုင်မှုဦးဆောင်တဲ့အလုတ်သမားစစ်စေးဌာနကဝန်ထမ်းတွေနောက်ပြီးတော့ရဲအရာရှိတွေစစ်တပ်အရာရှိတွေနဲ့အင်အား200ကျော်ကဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ဒီဖြောပြရေးတွေကိုမြန်မာဖောက်သည်တွေကပဲရယူနိုင်တာဖြစ်ပါတယ်။ဆိုတော့တနာယီကိုပတ်250နှုန်းနဲ့တကယ်လို့နှစ်နာရီယူမယ်ဆိုရင်တော့တနာယီ free pay တယ်လို့လည်းဆိုပါတယ် မြန်မာတွေက RC နန်းတော်နဲ့ Happy Karaoke လို့ခေါ်တဲ့အဲ့ဒီနေရာက VIP အခန်းတွေထဲမှာဆိုရင်လည်းမူရစေဝါတွေဝယ်လို့ရနေတယ်လို့ထိုင်းအရာရှိတွေကထိုင်းသတင်းစာတွေကိုပြောပြထားပါတယ်။ဆိုဖာထိုင်ကုန်တွေနဲ့တခြားအလွယ်တကူရယူလို့မရနိုင်တဲ့လူတွေမမြင်နိုင်တဲ့နေရာတွေမှာဆိုရင်လည်းဒီစိတ်ကြွဆေးပြအများပြကိုဖွက်ထားတာကိုတွေ့ခဲ့ရတယ်ဆိုပြီးတော့ထိုင်းရဲတပ်ဖွဲ့ဝင်တွေကပြောထားပါတယ်။ တနင်္လာနေ့ညနေပိုင်းကဝင်ရောက်စီးနင်းရမှာတော့ဒီမူရစေဝါတွေနဲ့ကြီထိုးထားတဲ့စစ်တုံးလက်နက်တွေကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်လုံလောဆယ်မှာတော့ခွင့်ပြုချက်မရှိဘဲနဲ့စီးပွားရေးလှုပ်ဆောင်မှုနောက်ပြီးတော့တရားမဝင်လုပ်ငန်းလှုပ်ဆောင်မှုတွေနဲ့ကနဦးအေးအေးယူထားတယ်လို့ခောက်ဆွတ်သတင်းစာမှာဖော်ပြထားပါတယ်ကျမတို့တွေဒီစီးပွားရေးအရာပဲဖြစ်ဖြစ်နိုင်ငံရေးအခြေအနေတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့လေဒီတခြားနိုင်ငံတွေကို ရောက်နေတဲ့အချိန်မှာတခုခုလုပ်မယ်ဆိုရင်အဲ့ဒီနိုင်ငံကဥပဒေတွေကိုလိုက်နာပြီးတော့ ော့ဒလိထုံးစံတွေကို လေးစားကြမယ်ဆိုရင်တော့အားလုံးအနေရကင်းကြမှာဖြစ်ပါတယ်တဲ့နဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့ညတိုင်းမှာဒီရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။